နည်းအားဆိုလို့ရှိရင်ဦးဇင်းတို့ဒါပြည်သူစစ်တွေပေါ့နော်ဒီထဲနဲ့ဟာတီလိုတယ်နော်တစ်ထက်ကိုတို့ကတင်ပြတော့ဒီကြီးလိုတဲ့နေရာကိုဘာလဲဆိုတော့တိုက်ပွဲမဖြစ်ဘူးဆိုပြီးမှတို့တင်ပြတယ်နော်တင်ပြတယ်ဒီလိုဒါအထောက်အထရှင်ပြခိုင်းလုံးနဲ့လားဆိုလို့ရှိရင်လည်းဦးဇင်းအဲ့ဒီလိုတဲ့တူတွေကိုဒါတိုက်မှုကြီးဆိုတက်နေမှုဆိုခေါ်ပြီးမှပြောလို့ရတယ်နော်ဒီလိုဒီတယောက်မှ90လောက်ပဲရှိတယ်ဗျဟုတ်လားတိုက်ပွဲမဖြစ်ဖ ೇನೆ ကြီးပြစ်မပြစ်တယ်လို့တို့ကတင်ပြတယ် အဲ့တော့တိုက်ပွဲမဖြစ်ဖဲနဲ့အဲ့ဒီနော်အဲ့ဘိုးကြီးကဘယ်နာပုံနေရလဲပေါ့နော်ဘာလို့တို့တို့နောက်ဆုံးကြည့်တာလဲဥစဉ်မျိုးကပြန်ထွက်ရမလို့ဖြစ်နေနော်မနေ့ကတည်းကဥတွေနောက်ဆုံးကြည့်တယ်ဥစဉ်တို့ပြည်သူစစ်ဒီပဲဒါကြံခဲ့တယ်ကြံခဲ့တယ်နော်ဒီမှာညင်ပြီးဆိုတော့ပြန်ရတယ်ခင်ဗျားတို့ပြည်သူစစ်တနေ့ကမနေ့ကပေါ့ဗျာမနေ့ကဟာမျိုးခင်ဗျားတို့လို့ရလေကလေးထားပြီးမှကိုကနောက်ဆုံးကြည့်တယ်ဆိုတော့ကျုပ်ကပြောမှာပြောမှာပြောမှာခင်ဗျားမပြောဘဲတော့မနေနဲ့ဥစဉ်တို့ကပြောမှာ ဦးစင်းစီမှာအတားဖိုင်နေရှိရယ်ပဲဘူကြီးကဘယ်လိုပြန်ပြေးသွားလဲဘူကြီးဘယ်လိုပြောက်သွားလဲဆိုတော့ကျန်တဲ့လူတွေလှုပ်ပြေးသွားပြန်ပြေးကျန်ခဲ့တယ်ဆိုတော့ကြောင်းခင်ဗျားတို့အဲ့ပုံစံမျိုးချိုးကြည့်ဦးစင်းအတိုက်မှုခါလဲပြောမှာနော်အဲ့ဒါလေးကိုလည်းပြောချင်ပါလေဗျာနော်ဦးစင်းတို့ကဘာဖြစ်လဲဆိုလို့ရှိရင်တတ္တိရှိခြားသားမှာတတ္တိရှိရုပ်သံမှာနော်ကိုကကြကြတာထိုင်ပြီးမှတော့လုံနေရတာပဲလေဗျာနော်အလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပြည်သူစစ်တွေစစ်တပ်ကအသေးခံဖို့အတွက်တုံးချနေကြောင်းပောက်ကိုတော်ရင်ဖွင့်လာသည်မူ အဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါဦးခင်ဗျာမျိုးရီကောင်းတော့နဲ့နဲ့ခင်ပါဗျာဒီနေ့ကတော့20ရက်6လပိုင်းထောင်ထဲမှာ25ဖြစ်ပါလေဗျာဒါပုံမှန်ကျမ်းမာရေးရဒါဥစဉ်ဟာလမ်းလျှောက်နေကြနေရာပေါ့နော်ဒါဥစဉ်ရဲ့ကျောင်းရဲ့နောက်ပေါ့နော်ဒီဘက်တောတောင်ထဲမှာဒါလမ်းလျှောက်ရတာတော့ဝါလေလဲရတယ်ဒီရင်းမှုလည်းရှိတယ်ပေါ့နော်ဒါစီချိုလည်းတက်မလာဘူးပေါ့တို့လမ်းလျှောက်ပြီးရင်းစေးပုံမှန်လေးတောက်နေလို့ရှိရင်တော့နော်ဒီနေ့မျိုးတွေကိုဥစဉ်ကဘာပြောချင်တာလဲဆိုလို့ရှိရင် ဦးဇင်းတို့မနေ့ကဆိုလို့ရှိရင်မရေယာဘက်မှာပေါ့နော်မရေယာဘက်မှာမရေယာမှာနည်းနည်းတိုက်ပွဲဖြစ်တယ်ပေါ့ဗျာတိုက်ပွဲဖြစ်တယ်ဖြစ်တဲ့အခါမှာနော်အချို့ကအောက်ကနေအမှန်အချက်ကိုအမှန်တရားတွေမတင်ပြတာလေခုထိပဲအလိန်အလိန်ခံရတော့ပေါ့နော်အောက်မှာတက်တူရှိရှိဒီတက်နယ်မှုတွေကိုတိုင်းမှုတွေကိုအဆင်အဆင်မတင်ရတဲ့အတွက်ကြောင့်အဲ့တော့မတင်ရတော့ဘသူတွေနင်းလာလဲဆိုတော့ခုလူတွေပဲနင်းလာတာအဲ့အောက်ကလူတွေပဲနင်းလာတာပဲเนาะအနည်းကဆိုလို့ရှိရင်ဦးဇင်းတို့ဒါပြည်သူစစ်တွေပေါ့เนาะဒီထဲနဲ့ဟိုကတီလိုတယ်เนาะ အထက်ကိုတို့ကတင်ပြတော့ဒီရေလိုတဲ့နေရာကိုဘာလဲဆိုတော့တိုက်ပွဲမဖြစ်ဘူးဆိုပြီးမှတို့ကတင်ပြတယ်နော်တင်ပြတယ်တကယ်လို့ဒါအထောက်အထားရှင်ပြရခိုင်းလောင်းနေလားဆိုလို့ရှိရင်လည်းဥစဉ်အဲ့ဒီလိုတဲ့တူတွေကိုနော်တိုင်မှုကြီးဆိုတက်နိုင်မှုဆိုခေါ်ပြီးမှပြောလို့ရတယ်နော်ဒီလိုဒီတယောက်မှ90လောက်ပဲရှိတယ်ဗျာဟုတ်လားတိုက်ပွဲမဖြစ်ဖ ೇನೆ ជីပစ်မဖြစ်တယ်လို့တို့ကတင်ပြတယ်အဲ့ဒါတိုက်ပွဲမဖြစ်ဖ ೇನೆ အဲ့ဒီနော်အဲ့ဘိုးကြီးကဘယ်နှပုံနေရလဲပေါ့နော်ဘာလို့တို့တို့နောက်ဆုံးပြေးတယ်လားလေဥစဉ်မျိုးပဲပြန်ထွက်ရမလို့ဖြစ်နေနော်မနေ့ကတည်းကတို့တွေနောက်ဆုံးပြေးတယ်ဥစဉ်တို့ပြေးလို့စစ်ဒီပဲဒါကြံခဲ့တယ်ကြံခဲ့တယ်နော် ီမှာညင်ပြီးဆိုတော့သူပြရတယ်။ဟဲ့ပြီးတော့တိုက်ပွဲဖြစ်ဘာဖြစ်ဘူးဆိုပြီးတင်ပြပြရရှိအောင်မတင်ပြဘူးနော်။အဲ့ဒါကြောင့်အောက်မှာလိုအပ်ချက်ကိုတင်ပြရတယ်။ဦးစင်းတို့ကလည်းပြောတယ်မတင်ပြရဲ့ကြုတ်တင်ပြမယ်ပြလို့ခင်ဗျအဲ့ဘိုးကြီးကိုဆက်ခိုင်းလိုက်လို့ဟုတ်လား။ဒီနောက်ဆက်ဦးစင်းတို့နော်။အဲ့တော့မင်းကဦးစင်းတို့တောင်မျိုးမှာပတ်တာသာတရားကြားတယ်။နှစ်ယောက်သုံးယောက်တော့ထန်ရတယ်လို့ဦးစင်းတို့နော်။ထန်ရတယ်သူကတော့မစိုးရင်ရအောင်ထန်ရတယ်။နော်။အဲ့တော့ဦးစင်းတို့ဒီ တိုက်ပွဲတွေမဖြစ်ဘာဖြစ်ဖြစ်ဗျာလို့လည်းတိုက်ဖို့ပုံဖို့ဆိုတော့ဒီခရမ်းနေရအရန်လိုအပ်တယ်ဆိုတဲ့အကြောင်းကိုဦးဇင်းတို့ဒါပြောပြချင်းဖြစ်တာပါနော်ပြောပြပြောပြနေချင်းဖြစ်တယ်ဒါလည်းလေခဏတော့လည်းအမှန်တရားပြောတဲ့ဒီမှာကြိုက်တာမဟုတ်ဗျာနော်အမှန်တရားပြောကြိုက်တာမဟုတ်နော်အဲ့လက်တရှိရှိတတ်နိုင်မှုတွေကိုတင်ပြပါလက်တရှိရှိတိုက်မှုတွေကိုတင်ပြပါဘာဖြစ်လို့ခင်ဗျားတို့မတင်ဘူးမတင်ပြတော့ခင်ဗျားခင်ဗျားတို့လည်းမဟုတ်ဘူးဒီကိုနဲ့လာတယ်မြေပြင်စစ်မြေပြင်ကနဲ့လာတယ်အကုန်နဲ့လာတယ်လောကတရားကိုဒါရဲတင်ပြမှသာလေကိုကမတိတော့ဘယ်လိုလုပ်ပြရမှာလဲမတိတော့ဘယ်လိုချပြရမှာလဲ ဒီလိုမျိုးကပုံသာလို့ဖြစ်နော်အဲ့တော့မင်းကတပည့်တွေရှိရနေလှဆက်တယ်ဘိုးကြီးဒီလိုလိုအပ်တယ်ဗျာတဲ့တပည့်တို့ပြောပြပါဦးနဲ့ဟုတ်လားပြောပြပါဦးနဲ့ဒီနေ့တော့ဖြစ်စည်းလားမဖြစ်စည်းလားတော့မတူဘူးဗျာဒါဥစ္စာနော်ပြောချင်တာကတော့ပြောချင်အများကြီးပဲဗျာနော်အများကြီးပြောချင်တဲ့အရာကတော့အများကြီးပဲတော်တော်ဒါနဲ့အဲ့လိုကိစ္စရင်းနဲ့မပြောတာဥစ္စာတော့တော်တော်လေးကြားနေမပြောတာတော်တော်လေးကြားနေအကြောင်းမပြောတာလဲဆိုလို့ရှိရင်အာဦးစင်းကတပည့်တော်တော့မတင်ပြဘဲနဲ့ဖေကတိုင်းမှုစီတင်ပြတဲ့ ဟာဦးစင်းကတပြုတ်တော့မပြောဘဲနဲ့ဗျာတက်နိုင်မှုစီကိုတင်ပြရတယ်ကိုကိုတိုင်းကအမှန်အဲ့ဒါကြီးဦးစင်းကတိုင်းမှုစီလည်းပြောစရာမလိုတက်နိုင်မှုစီကိုလည်းပြောစရာမလိုခင်ဗျားတို့တင်ပြရမယ်ကျုပ်ကိစ္စလည်းမဟုတ်ဘူးဒါနဲ့ကျုပ်ကိစ္စမဟုတ်ရင်ရှေ့မှာတပည့်တွေကျုပ်တပည့်တွေကလည်းအများကြီးရှိတယ်လေလူကရအောင်ကျုပ်ကပြောရမှာလေဗျာနော်ကြီးလုံလုံးကြီးလုံလုံးလို့ချလိုက်လို့ကြီးလုံလုံးလို့လိုအပ်လို့ဖြဲ့လို့ကိုတပည့်တွေဖြစ်ပါကြီးမလုံလုံးဖဲနဲ့ခံရရဆိုတော့ကျုပ်တို့လက်ခံလို့မရဘူးလေနော်လက်ခံလို့မရဘူးဦးစင်းတပည့်တွေပြင်စင်သားတွေမဟုတ်ဘူး င်စင်းသားတော့တကယ်ကိုတိုင်းပြည်နဲ့တက်မလို့ချစ်လို့တာဥသူတကယ်တွေကဒီလက်နက်ကန်ပြီးမှကမရှိမှဒီလိုလှုပ်ဆောင်ပေးနေရတာအများကြီးပဲနော်ဒါပြောလို့ရှိရင်အခုဆိုလို့ရှိဟုတ်လားဒါဝတ်တော်ကားကြီးလည်းဖမ်းတဲ့အခါမှာဟုတ်လားဝတ်တော်ကားကြီးမစင်းနဲ့မစင်းနဲ့များလို့ဖမ်းတာအိမ်ထဲကလောက်ကုန်ရင်အိမ်ထဲကနေစောက်နေငါတက်နေငါဆက်ပေးမယ်တို့လားကြိုလိုက်မယ်လားခေါ်လိုက်မယ်အဲ့ဒီမှာ live ထွက်ငှားပြီးမှတော့ live ထွက်တဲ့စီးကိုငှားသွားမယ်ဆိုရင်လည်းတုံးလေးလေးတော့ပေးရတယ်ခါဒီတုံးလေးလေးတော့ဒါတော့တိတ်မလိုက်ချင်ကြဘူး။ဘာကြောင့်ကိုကြီးစားလေသူက license ကားကြီးနဲ့လေဒီကားကြီး နေစုစစ်တီကိုဗတ်တာစားတွေကိုလိုက်ပို့ပါတယ်ဆိုပြီးခုဘက်ကမလိုတဲ့တစ်ဖက်ကမှတ်ခံသူ့မတွန်အန်တရရှိတယ်နော်အန်တရရှိတယ်အဲ့တော့ live ဆွဲလက်မငားနဲ့ကွာလို့သူတို့လာကြိုလိုက်တယ်ကွာချင်းတော်လန်ကြီးလက်နက်ကင်အားလုံးစူးစီးညီညွတ်ဖြင့်ဘုံရန်သူစစ်ကောင်စီကိုတော်လန်တိုက်ထုတ်ရန်ချင်းတပ်ဖွဲ့၁၈ခုကပူးတွဲကြညာချင်းတော်လန်ကြီးလက်နက်ကင်အဖွဲ့အစည်းများအားလုံးစီးလုံးညီညွတ်စွာစုဖွဲ့ပြီး ဘုံရန်သူစစ်ကောင်စီကိုတော်လန်တိုက်ထုတ်ရန်ချင်းတော်လန်၏တပ်ဖွဲ့၁၈ခုကယမန်နေ့ဇွန်လ၁၉ရက်နေ့ကပူးတွဲကျင်ညာလိုက်ပြီး2021ခုနှစ်ဖေဖော်ဝါရီလ၁ရက်နေ့တွင်အကြမ်းဖက်စစ်တပ်မှပြည်သူအာဏာကိုလူယူသိမ်းပိုက်သောကြောင့်ပြည်သူလူထုတို့မှဥဆောင်သည့်ຫນွေဥတော်လန်ရေး၏အန်တီမပန်းတိုင်ဖြစ်သော အကြမ်းဖက်စစ်တပ်အမြင့်ပြတ်ချုပ်ငင်းရေး စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်လာရေးမိမိတို့နယ်မြေလူမျိုးကိုကာကွယ်ရန်နှင့်ကိုပိုင်ပြထန်းခွဲအပြည့်အဝရှိသောချင်းပြည်တိဆောက်ရေးတို့အတွက်ပေါက်ဖွာလာသည့်ချင်းတော်လန်၏အဖွဲ့များအားလုံးကိုလေးစားဂုဏ်ပြုပါကြောင်း ချင်းတက်ဖွဲ့များ၏စုပေါင်းပြညာချက်တွင်ဖော်ပြထားသည့်လက်ရှိချင်းပြည်အတွင်းချင်းတော်လန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအကြားမကြာခဏအချင်းချင်းပို့တိုက်မှုဖြစ်ခြင်းအငင်းပွားမှုများတွင်လက်နက်ဖြင့်ဖြေရှင်းဖြေရှာရန်ကြိုးပမ်းခြင်းလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပြည်သူများအကြားစီးလုံးညီညွတ်မှုအားနည်းလာခြင်းတို့သည်ပြည်သူတော်လန်ရေးခီးအားနှောင့်နှေးမိမ့်သွားစေနိုင်သည့်အပြင်ချင်းလူမျိုးများ၏တော်လန်ရေးဤမှန်းချက်ပန်းတိုင်းလည်းကြာရှုံးသွားနိုင်ကြောင်းတတိပေးထားသည့်တို့ဖြစ်ပါ၍ နှွေဦးတော်လန်ရေးလက်နက်ကင်အချင်းချင်းများအကြားလေးစားမှုရှိပြီးချင်းတမျိုးသားလုံးစီးလုံးညီညွတ်ရေးအတွက်အမြဲတမ်းမျှော်လင့်လျက်ရှိကြောင်းချင်းနှွေဦးတော်လန်ရေးလက်နက်ကင်အဖွဲ့၁၈ခုကဆိုသည်ထို့ကြောင့်အချင်းချင်းအကြားနားလည်မှုလွဲမားစေသောအပြောအဆိုနှင့်အပြုမူများအားလုံးကိုရှောင်ရှား၍ဘုံရန်သူကိုယ်သာပထမဦးစားပေးတော်လန်တိုက်ပွဲဆင်ကြရန်နှင့်ချင်းပြည်အတွင်းရှိနေမြေဒေသမျိုးနွယ်စုအရေးများကိုတော်လန်ရေးကာလအလွန်တွင်နိုင်ငံရေးနည်းလမ်းဖြင့်သာအပြေရှားကြရန်ဖိတ်ခေါ်သည် ချင်းတော်လန်ရေးလက်နက်ကင်ဖွဲ့စည်းများအားလုံးစီလုံးညီညွတ်စွာစုဖွဲ့ပြီးဘုံရန်သူကိုတော်လန်တိုက်ထုတ်ရန်ချင်းလူမျိုးနှင့်ပိုင်နက်နယ်မြေများကိုခုခံကာကွယ်ဆောင်ရှောက်ကြရန်နှင့်ချင်းမျိုးသားစီလုံးညီညွတ်ရေးချင်းပြည်တိဆောက်ရေးအတွက်ချင်းပြည်သူလူထုနှင့်အတူဆွန်းဆွမ်းတမန်ကြိုးပမ်းဆောင်ရွက်ကြရန်အစဉ်သင့်ရှိကြောင်းချင်းတော်လန်ရေးအဖွဲ့၁၈ခုကပူးတွဲထုတ်ပြန်ကြေညာထားသည်ဟာလို့လာခေါ်လိုက်မယ်ကွာလို့ကြားပြီးဦးစင်းရတော့ဒါပြောထားလို့ပြောထားတယ်ဟုတ်နော် အဲ့တော့ထွေထူးထူးစကားတွေအများကြီးတော့ဥစဉ်တော့မပြောချင်ပါဘူးဒီချိန်မှာအောင်ပွဲ LED ရနေတဲ့ချိန်နော်တခါတလေရှေ့မှာ Blue City နဲ့တိုက်တယ်ဘက်ဆိုင်နဲ့တက်မတော်တိုင်းနဲ့ User တိုက်တယ်အောင်ပွဲရတယ်မြတ်တော့ဘယ် Blue City နဲ့တိုက်တယ်ဆိုတော့တခါလေကြီးနန်းထဲမှာထိုက်ချင်မှထိုက်တာနော်ကြီးနန်းထဲမှာထိုက်ချင်မှထိုက်တာတကယ်ဟိုမှာရှေ့မှာတကယ်လုံးထွေပုတ်ခတ်ရတော့ခဏ Blue City လည်းမှပပါလာပဲဒါဥစဉ်ကလေးတွေမှာဥစဉ်ခုံယုံဝင်ကြွားစွာပြောတာမဟုတ်ဘူးဥစဉ်ကလေးတွေအတွေ့အကြုံကလည်းမနှဲတော့ဘူးမနှဲတော့ဘူးနော် အတွေ့အကြုံသာရှေ့မှာမရေဘူးရှေ့မှာကိုစုံစမ်းလို့ရတယ်ပောက်ကူတော်တပည့်တွေရှေ့ရတာတချို့နော်မေးလို့ရတယ်အဲ့တော့ပြောချင်တာကခဏတိုင်းမှုတွေတက်မှမှုတွေကိုဟိုပါတော့တက်နေမှုတွေကိုမတင်ပြနိုင်ဘူးအဲ့ဒီမှာခင်ဗျာ viewer မှုရှိတယ် viewer မှုစီလောက်ကိုတင်ပြအောင်နော်ရှေ့ရလေးလက်လက်ခရံကြည့်လို့ရဆို viewer မှုလောက်ကိုတင်ပြအောင်နော် viewer အဲ့ဒီမှာခင်ဗျားတို့ viewer မှုရှိတယ်သူ့ရဲ့အတွေ့အကြုံဆိုရင်လည်းမနှဲတော့ဘူးနော်မနှဲတော့ဘူးဒီ viewer မှုအစင်းทีหยอกละเลยสรแล้วเนาะที่ไตปวยได้ไตปวยได้ဖြတ်ကြမသေးလို့အဲ့နေရောက်နေတာမသေးလို့အဲ့နေရောက်ရောက်လာတာเนาะ သူအပြူအမှုဆိုရင်လည်းဒါအများကြီးပဲသူဖြတ်ကျော်ခဲ့ရတယ်နော်ကျောင်းတရားဘက်မှာကျောင်းတရားရောအကုန်လုံးပဲအိုင်နာညက်ကန်တာတို့မအုပ်ချုပ်နေပြူအမှုဆိုရင်လည်းနော်အများကြီးသူဖြတ်ကျော်ခဲ့ရတယ်အများကြီးအဲ့တော့ viewer မှုတွေကိုတက်တက်ရှိရှိတင်ပြပါဘာဒါကတော့လိုအပ်တယ်ဒါကတော့ကျွန်တော်တို့ဒါကတော့တင်ပြပေးပါသူကမတင်ပြဘူးဆိုတော့နောက်တက်နေမှုတက်နေမှုမတင်ပြရင်ကျုပ်ကိုယ်တိုင်တင်ပြပေးမယ်ဗျာနော်အဲ့တော့ ခင်ဗျားတို့တင်ပြရင်ဗျာလိုအပ်တဲ့အရာတွေကိုတင်ပြရင်ဗျာမတင်ပြရင်ပြည်သူစစ်တရားတင်ပြတဲ့အရာဆိုရင်တိုင်းမှုစီကိုတော့တိုင်းမှုကြီးကိုတော့နော်တိုင်းမှုကြောက်ဆိုင်ဆိုတော့တိုက်ရိုက်ဖုံးဆက်ပြီးမှဦးစင်းကတော့ပြောမှဖြစ်တယ်လို့နော်ခြေထဲမှာကြာနေကိုတော်ဝင်ကိုစီယူထားတဲ့လူတွေကိုဒါပြောချင်ပါတယ်ဗျာနော်ခင်ဗျားတို့ပြည်သူစစ်တနေ့ကမနေ့ကပေါ့ဗျာမနေ့ကဟာမျိုးခင်ဗျားတို့လို့ရင်လည်းကလင်းထားပြီးမှကိုကနောက်ဆုံးပြေးတယ်ဆိုတော့ကျုပ်ကပြောမှပြောမှပြောမှခင်ဗျားမပြောဘဲတော့မနေနဲ့ဦးစင်းကပြောမှ ်ဦးစင်းစီမှာအတားဖိုင်နေရှိရပဲဘိုးကြီးကဘယ်လိုပြန်ပြေးသွားလဲဘိုးကြီးဘယ်လိုပြောက်သွားလဲဆိုတော့ကျန်တဲ့လူတွေလို့ပြေးသွားပြန်ပြေးကြံခဲ့တယ်ဆိုတော့ကျွန်တော်အဲ့ဒီပုံစံမျိုးချိုးကြည့်ဦးစင်းကတိုက်မှုခါလဲပြောမှာနော်အဲ့ဒါလေးကိုလည်းပြောချင်ပါလေဗျာနော်ဦးစင်းတို့ကဘာလို့လဲဆိုလို့ရှိရင်တက်တိရှိခြားသားမှာတက်တိရှိရုပ်ဆံမှာနော်ကိုယ်ကကြက်ကြက်ထိုင်ပြီးမှလည်းလုံနေရတာပဲလေဗျာနော် ဒါလေးကိုတော့ဥစဉ်ကပြောချင်ပါတယ်ကွာ။နော်ဒါလေးကိုပြောချင်ပါတယ်။ဒါပါအမြဲတမ်းဥစဉ်တက်မတော်တာတွေကိုလည်းဥစဉ်တို့ကဥစဉ်တို့ကိုယ်တိုင်လည်းရှေ့မှာသွားတယ်လိုအပ်တဲ့ရာလေးထိုက်တာထောက်ပံ့တယ်။ဒါဒီတစ်ခေါက်ဆိုဥစဉ်မရေရာဘက်ကိုဒါလိုအပ်ထားလေးတွေထောက်ပံ့မှုတွေဥစဉ်ကလှုပ်ဆောင်နေကြဖြစ်တယ်။ဘာမှမရေရာဘက်ကိုဥစဉ်မရောက်ဘူးဆိုတာကမရေရာဘက်ကကြတော့လှုပ်မဲ့တက်မဲ့သူဒီတက်မတော်ချင်းမြတ်နိုးတဲ့သူတွေကဒီတော်တော်များများဘတ်ရွှေမှုတို့မင်းမင်းကြီးတို့ဂျန်တဲ့အခွဲအခွဲတွေရောတော်တော်များများရှိကြတယ်။ဒီဥလမာကတော့လောလောဆယ်တော့နော် တူလူမျိုးတို့မျိုးသားတွေအတည့်အတိုင်းပဲပြောနော်တက်မတော်တက်မတော်နဲ့နေမြေထဲမှာတက်မတော်ရောက်သွားတက်မတော်နဲ့ပတ်သက်ပြီးစီဝိုင်းဆိုလောက်ကြတယ်အဲဒါခါလေးထိုင်ပြီးမှကိုတက်မတော်ကိုဖောင်းထုတ်နေကြတယ်နော်ဟောငါတို့တွေဒီလိုအိတ်နေရဒီလိုလေးငါတို့တွေတွားရလိုက်လေဖိတ်ဆိုင်မှာအေးစေးထဲအကျောခေါင်းပြောင်းအိတ်နေရလားဟောရှေ့တိုင်းရောက်တက်မတော်သားတွေကျေးဇူးကြောင်းပါလားဆိုတော့တို့တို့တွေကလက်လက်လေးမှလိုက်ကန်းဆိုတည့်ရတူတွေမဟုတ်လဲနော်ဒါကြောင့်ဦးဇင်းတော်ဒါပြုလို့မျိုးတော့ဒါမျိုးတူမျိုးရရအတီးတရားလေးရှိအောင်လို့ဆက်တော့ကြိုးပြကြည့်ဖြစ်တယ်ပဲနော်။တမတော်မစိုးမှုတဲ့နေရာတွေမှာအခုတမတော်နောက်ဆုံးပေးလိုက်တဲ့နှောင်ချိုးတို့ကြောင်မဲတို့တီမိုးတို့ဟာတွေကိုကြည့်လိုက်အခုဆိုရင်မှဒီလိုတမတော်ရဲ့ကျေးဇူးတွေကတိုက်လို့လားလဲလာတယ်။ သူအတီတရားရှိလာတယ်အတီတရားဝင်လာတယ်လို့ဦးဇင်းကပြောချင်တာနော်အဲ့တော့ပြည်သူလူမျိုးသူမျိုးသားတွေလည်းနော်ဒါမှမဟုတ်ထောက်ပံ့ပါလို့ကုညီပါလို့တော့ကျွန်တော်ပြောတာဟုတ်ပါဦးဗျာနော်ဒါတိအောင်လို့ဦးဇင်းကပြောပြခြင်းဖြစ်ပါလိမ့်ဗျာအားလုံးတော်ပါပဲဗျာ